ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြခင်ဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာ ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး25ကိုလေ့လာမှာဖြစ်ပါတယ်တန်လွင်တောင်းဒေသနာရဲ့အဆက်ကိုလေ့လာပွားကြရအောင်ပါ ဒီအခန်းမှာတော့သရိုသမီးတစ်ကြိမ်အကြောင်းဥပမာနဲ့သွန်သင်မှုသစ္စာရှိသောငယ်သားအကြောင်းဥပမာနဲ့သွန်သင်ချက်တို့အပြင် လူမျိုးအပေါင်းတို့ကို စီရင်ခြင်းဆိုတဲ့ကန္တာဟာလည်းအကျုံးဝင်လာမှာဖြစ်ပါလေရှမသက်အခန်းကြီး25ဟာခရစ်တော်ကြွဆင်းချိန်မှာပါလက္ခဏာတွေရှိမလဲကြည့်ရမလဲဆိုတဲ့အချက်တွေကိုယေရှုဟာအကျယ်တွင်ရှင်းလင်းပေးပါလိမ့်မယ်။အဲဒီရှင်းလင်းချက်တွေကြောင့်လေသူတို့သမီး၁၀ယောက်ရဲ့ဥပမာဟာပေါ်ထွက်လာခြင်းပဲဖြစ်ပါလေ ဒီဥပမာတော်ဟာဣတရီလလို့ခေါ်တဲ့ဂျူးသူတို့ရဲ့ယုံကြည်ခြင်းကိုစက်စစ်ဝေဖန်ခြင်းနဲ့ပတ်သက်တဲ့ဥပမာဖြစ်ပါတယ်သစ္စာရှိတဲ့ငယ်သားဥပမာဆိုတာကတော့ခရစ်တော်ဟာသူ့နောက်ကိုလိုက်တဲ့တပည့်တော်တွေရဲ့သူ့အပေါ်မှာသစ္စာရှိမရှိ မေးမြန်းစောကြောတဲ့သဘောကိုဖော်ပြခြင်းဖြစ်ပါတယ်လူမျိုးအပေါင်းတို့ကိုစီရင်ခြင်းဆိုတာကတော့တခြားမဟုတ်ပါဘူးအဲ့ဒီလူမျိုးအပေါင်းတို့အဖို့ကောင်းကင်နိုင်ငံတော်ဝင်ခွင့်အပေါ်မှာဆန်းစစ်သုံးသပ်ခြင်းပဲဖြစ်ပါတယ် ဒီကျမ်းအခုလိုဥပမာတော်တွေနဲ့ပြည့်စုံနေတာဟာခရစ်တော်ဒုတိယအချိန်မြေပေါ်ကိုအချိန်ပေါ်ပြခဲ့တဲ့ဣသရေလနိုင်ငံတော်သို့မဟုတ်အစ္စရေလယုံကြည်သူတပည့်တော်များနဲ့လူမျိုးများဘုမဟုတ်တိုင်းနိုင်ငံများတွေဟာတိုက်ရိုက်ခရစ်တော်နဲ့ယဉ်ဆိုင်ရာယဉ်ဆိုင်လာကြရအောင်မှမဟုတ်လို့ပဲဖြစ်ပါလေ။ဒီဥပမာတော်တွေကိုတတိယအသေးစိတ်ပြီးကြည့်နိုင်မယ်ဆိုရင်အဲ့ဒီအုပ်စုသို့မဟုတ်အဖွဲ့အစည်းအဆင့်ကနေပြီးတော့လူတယောက်စီအထိအရေးကြီးနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ လူတူတယောက်စီရဲ့စိတ်ဓာတ်နဲ့ခရစ်တော်ပေါ်မှာထားရှိတဲ့သဘောထားတွေကိုပါအရေးကြီးမကြီးပေါ်လွင်စေလိမ့်မယ်လို့ကျွန်တော်ကြိုတင်တင်ပြပါရစီပထမဦးဆုံးအရေးတကြီးရှင်းဖို့လိုတဲ့အချက်ကတော့မင်္ဂလာဆောင်ပွဲကိုတည့်ရမယ်သရိုသမီးဆိုတာတွေဟာ virgins လို့ခေါ်တဲ့ကမိကညာတွေကိုဆိုလိုခြင်းဖြစ်တယ်ဆိုတဲ့အချက်ပါသရိုသမီးဆိုတဲ့အခါကျတော့မြန်မာမှုနေပယ်မှာနားလေပုံနဲ့နှိမ့်လိုက်ရင် မင်္ဂလာဆောင်သူတို့သားနဲ့လက်ထပ်ရမယ့်မိန်းကလေးတွေလို့ဖြစ်နေပါတယ်။အမှန်မှာတော့ကွဲတက်ရမယ့်ကညာပြူပြူကလေးတွေမင်္ဂလာဆောင်ပြန်လာတဲ့ဇုံတွဲကိုကြိုဆိုဖို့ပြင်ဆင်နေရတဲ့လှပြူပြူကလေးတွေကဖြစ်ပါတယ်။အပြိုရန်လိုလဲဆိုနိုင်မယ်ဖြစ်ပါတယ်။ဒါကိုအင်္ဂလိပ်ကျမ်းစာအုပ်အပြင်ခရစ်မပေါ်ခရစ်တော်မပေါ်ခင်နှစ်ပေါင်း900လောက်ကလေးကရှိခဲ့တဲ့အနောက်တောင် အာရှဒေသသုံးစီးရီးယားသို့မဟုတ်အရေမီးယားဘာသာနဲ့ရေးထားတဲ့ကျမ်းတွေပေါ်မှာကျွန်တော်ကမူတည်ပြီးလေ့လာဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကိုစန်းစာအပိုက်လိုက်လေးလာတော့မှဆက်ပြီးတော့ပြောပါမယ်အခုလောဆယ်မှာတော့ဒီသရသမီးကညာတကြိတ်သို့မဟုတ်ဆယ်ယောက်နဲ့ပတ်သက်တဲ့ဥပမာရဲ့အခြေခံသဘောကိုပဲပြောပြောရပါဦးမယ်ပြောဖို့လေလိုအပ်နေပါတယ်အတိတ်တွေကောက်လွဲမှားမှဆိုရင်လိုပါသရသမီးအကြောင်းဥပမာကိုလူအတော်များများဟာအတိတ်တွေကောက်ယူမှုလွဲမှားနေတယ်လို့ကျွန်တော်ယူဆပါတယ်ပြောခဲ့တဲ့အတိုင်းအပြိုကညာကလေးများရဲ့ဥပမာဟာဣသရီလာကိုတိုက်ရိုက်ရည်ညွှန်းတဲ့ဥပမာဖြစ်ပါတယ် အသင်းတော်ကိုယည်ညွန်းခြင်းမဟုတ်ပါဘူးကျွန်တော်တို့တဦးတယောက်စီကိုယည်ညွန်းခြင်းလည်းမဟုတ်ပါဘူးကျွန်တော်သိရှိပြီးအသင်းတော်တွေအတော်များများမှယုံကြည်ခြင်းရှိပြီးသားလူတွေတည်းရပဲတချို့သာကယ်တင်ခြင်းခံရမယ်ဆိုတဲ့သဘောမျိုးနဲ့ဆုံးဖြတ်ပြီးပြောကြပါတယ်အမှန်ကဒါခရစ်တော်ရဲ့ပုံမှာသာမူတည်ပါတယ်အခုဒီနေရာမှာခရစ်တော်ဟာကြွလာသိသိခြင်းသူ့ကိုအမှန်တကယ်ယုံကြည်ပြီးဖြောင့်မတ်ခြင်းရှိတဲ့အသင်းတော်နဲ့အသင်းတော်တည့်ရလုံးကိုသိသိမှာပဲဆိုတဲ့သဘောကိုမပြောက်ပြက်စေချင်ပါဘူး တကယ်တော့သူဟာမေတ္တာဂုဏ်ကြီးနဲ့ပြည့်စုံတဲ့အရှင်ဖြစ်ပါတယ်။နောင်တတရားနဲ့သူ့ကိုခိုးလုံသူတွေအားလုံးကိုဒီမေတ္တာတရားနဲ့ပဲကဲတင်မှမဟုတ်ချပဲလို့ကျွန်တော်တို့ယုံပါတယ်။ကျွန်တော်အထက်ထပ်ဖော်ပြခဲ့တဲ့အတိုင်းကက္ကာလာများမပြည့်စည်မီကက္ကာလာမပြည့်စည်မီအချိန်ကလေးကအသင်းတော်ဟာဘေးလွတ်နေလိမ့်မယ်။ရွေးချယ်ပြီးအန်ရဲကနေလွတ်ကင်းစေမယ်။ကဲတင်ခြင်းအခွင့်ကိုပေးမယ်။အမှန်တကယ်နောင်တရပြီးအမှန်သာဘုရားသခင်သခင်ခရစ်တော်ရဲ့လက်တော်ကိုမြဲမြံစွာဆုပ်ကိုင်ထားကြပါ။ ဘယ်တော့မှကောင်းကင်နိုင်ငံတော်နဲ့မလွဲနိုင်ဘူးလို့ကျွန်တော်ကတော့လေးနဲ့ယုံကြည်ပါတယ်အားလဲပေးလို့ပါတယ်ဘာကြောင့်ကျွန်တော်အခုလို့ပြောတယ်လဲဆိုတော့စောစောကဆိုခဲ့တဲ့အင်္ဂလိပ်သမာကျမ်းစာအပြင် Syriac သို့မဟုတ် Aramaic ကျမ်းစာအကိုအကားကိုပါထည့်သွင်းစဉ်းစားထားလို့ပဲဖြစ်ပါတယ်ပြီးတော့အခုအချိန်မှာခရစ်တော်ဟာသံလွင်တောင်ပေါ်မှာတပည့်တော်တွေကိုတည်နာတရားဟောကြားနေတဲ့အချိန်ဖြစ်ပါတယ်တပည့်တော်တွေကမိကွန်းမိရာတွေကိုသူကအဖြေပေးနေတယ်လို့ကျွန်တော်တို့နားလည်ထားရပါမယ် အတိတ်ဘယ်ဟာနှမျိုးသုံးမျိုးမဖြစ်နိုင်ပါဘူးဒီအချိန်မှာကိုတော်ဖြေဆိုတဲ့အတိုင်းညီညီလေးနားထောင်ပြီးဘာကိုဆိုလိုသလဲဆိုတာကိုအလေးအနက်အဖြေထုတ်ယူစဉ်းစားကြည့်ကြရအောင်တို့သမီး၁၀ယောက်ဥပမာထိုအခါကောင်းကင်နိုင်ငံတော်ဒီကမင်္ဂလာဆောင်လူလင်ကိုခီးဥโจပြုအံ့သောငါမိကွက်ကိုကန်ယူ၍ထက်ပွားသောတို့သမီးတကြီးနှင့်တူ၏ရှင်မသက်ခရွင်ချန်းအခန်းကြီး25ရဲ့အဖွင့်ကျမ်းပိုက်ပါပြောခဲ့တဲ့အတိုင်းအပြိုကလေး၁၀ယောက်ဟာမင်္ဂလာဆောင်ကိုစောင့်နေကြခြင်းဖြစ်ပါတယ် အရေမီယစ်သို့မဟုတ်စီရီယစ်ဘာသာအရဆိုင်ပက်ရှစ်တန်လို့ခေါ်တဲ့ဒီကျမ်းစာထဲမှာဆိုရင်မင်းကြီး၁၀ယောက်စောင့်ဆိုင်တာဟာသူတို့သားနဲ့သူတို့သမီးစုံတွဲကိုစောင့်နေခြင်းဖြစ်ပါလေအသေးပေကတော့မင်္ဂလာဆောင်ပြီးပြန်လာတဲ့သူတို့သားနဲ့သူတို့သမီးဟာမင်္ဂလာအခမ်းအနားပြီးလို့စားဖောက်တဲ့ပွဲတော်စီကိုလာကြခြင်းလို့အသေးပေရှိတယ်ပြီးတော့ခရစ်တော်ဆိုတဲ့သူတို့သားအတွက်သူတို့သမီးစရာဘာကိုဆိုလို့တလေဓမ္မပညာအရအသင်းတော်ကိုချစ်တဲ့ချစ်ချင်းဟာသူတို့သားကသူတို့သမီးကိုစုံမဲ့တဲ့ စုံမဲ့မျက်နှိုးချင်းနဲ့နှိုင်းရှင်ထားတဲ့အတွက်ကြောင့်တို့သားတို့သမီးဆိုတာဟာခရစ်တော်နဲ့အသင်းတော်ပဲဖြစ်ရမယ်လို့ရည်ညွှန်းခြင်းပဲလို့ပြတ်ပြတ်သားသားမြင်နိုင်ပါတယ်။ရှင်လုကာခရစ်ဝင်နဲ့ရှင်ကြည့်ပါဦး။ဆက်နှစ်ရှင်လုကာအခန်းကြီးဆက်နှစ်အငယ်35မှာသင်တို့သည်ကာဗန်စီးရဲ့စီမီထုံးစီရဲ့နေသဖြင့်သခင်သည်မင်္ဂလာဆောင်ပွဲမှပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမီကိုမျော်လင့်၍နေသောကြုံခဲ့သူရှိနေကြလောတဲ့။ကဲ ကျွန်တော်ဖွင့်ဆိုတဲ့အတိတ်ပဲနဲ့ကိုက်ညီမှုမရှိဘူးလားမင်္ဂလာဆောင်ပွဲကပြန်လာပါလေဆိုမှသူ့ရဲ့တို့သမီးပါကိုပါမှာတွေ့ကြတယ်မိစေတို့လောကကြီးမှာတယောက်တည်းမင်္ဂလာဆောင်တာတို့တယောက်တည်းဟန်နီမွန်းထက်တာတို့ကြားဘူးလားကျွန်တော်တော့ဒီရွယ်ရောက်ပြီးတခါမှမကြားဘူးအဲ့တော့ခရစ်တော်ပေးတဲ့ဥပမာဟာတရားစီရင်ဆုံးဖြတ်မဲ့အချိန် तू ကြွလာရင် तू ချစ်တဲ့အင်းတော် तू နဲ့နီနီကကပါလာမယ် तू နဲ့အတူဘေးလွတ်လုံခြုံစွာရှိမယ်ဒီအချိန်မှာကြံရစ်ခဲ့တဲ့ဣသရဣသရီလလူမျိုးတွေနဲ့ တခြားလူသားတွေကသူ့ကိုစောင့်နေကြရမေအဲ့ဒီစောင့်နေတဲ့လူတွေအားလုံးကိုစောစောအပြိုလေးနဲ့ဆယ်ယောက်နဲ့ဥပမာပေးလိုက်တာပါပဲအငယ်နှစ်မှခုနှစ်အထိထိုသူတို့သမီးတို့တွေ၅ယောက်ဒီပညာသရီရှိ၅ယောက်မူကအမိုက်ဖြစ်ကြ၏မိုက်သောသူတို့သည်မိကွက်တို့ကိုသာယူ၍စီကိုမယူကြပညာသရီရှိသောသူတို့မူကမိကွက်နှင့်တကွဘူးလိုက်ပါသောစီကိုလည်းယူကြ၏မင်္ဂလာဆောင်လူလင်သည်မလာဘဲနေစဉ်ထိုသူတို့သမီးအပေါင်းတို့သည်ငှက်၍အိပ်ပျော်ကြ၏ ၎င်းယံ၌ကြည်ပါ မင်္ဂလာဆောင်လူလင်သည်လာပြီးခီးဥโจပြုခြင်းကထွက်ပွားကြကုန်အံ့ဟုကြွေးကြော်လျင်ထိုသူတို့သမီးအပေါင်းတို့သည်ထ၍မိွက်ကိုပြင်ဆင်ကြ၏ဒီနေရာမှာ စီဆိုတာဟာသန့်ရှင်းသောဝိညာဉ်တော်ပါပဲသူတို့သမီးကညာ၁၀ယောက်မှာတဝက်ကတော့အဲ့ဒီသန့်ရှင်းသောဝိညာဉ်တော်နဲ့တူတဲ့စီကိုအသိပြင်ထားတယ်ကြံတဝက်ကတော့ဂိယုမဆိုင်ဘူးနဘေးဖယ်ထားတယ်ဆိုတဲ့အတိတ်တွေပဲရှင်းရှင်းပြောရရင်တော့အိတ်တာကတော့အကုန်လုံးအိတ်ပျော်နေကြတယ် ဒါပေမဲ့တချို့လူတွေဟာသင်ရှင်းသောဝိညာဉ်တော်ကိုအားကိုးယုံကြည်လက်ခံထားတဲ့အတွက်ခရစ်တော်နောက်ဆုံးအချိန်ကြွလာချိန်မှာကယ်တင်ခြင်းကိုရောက်ခဲ့တယ်လို့ဆိုခြင်းတယ်။အဲသင်ရှင်းသောဝိညာဉ်တော်ဝိညာဉ်တော်ကိုအားမကိုးခိုမလှုံနဲ့မိုက်သောသူတွေဆိုတာကတော့ယုံကြည်ခြင်းမရှိတဲ့လူတွေပဲပေါ့။အငယ်ခုနှစ်ကနေပြီးတော့ဆက်ပြီးတော့ဖတ်ကြည့်မယ်ဆိုရင် မိုက်သောသူတို့ကငါတို့စီမီသေးပါပြီ။သင်တို့စီကိုအနည်းငယ်သေးပါဟုပညာရှိသောသူတို့အားတောင်းကြ၏။ ပညာရှိသောသူတို့ကလည်းတင်တို့အဖို့နှင့်ငါတို့အဖို့စီမလောက်ထို့ကြောင့်စီရောက်သောသူရှိရာသို့သွား၍ကိုသုံးဖို့ဝယ်ပြန်သား၍ကောင်းသည်ဟုပြန်ပြောကြ၏ထို့သူတို့သည်စီဝယ်သွားသည့်အခိုက်တွင်မင်္ဂလာဆောင်လူလင်သည်လာ၍အသင်ရှိသောသူတို့သမီးတို့သည်လူလင်နှင့်အတူပွဲသို့ဝင်ကြပြီးဖြင့်တကားကိုပိတ်ထားကြ၏ထို့နောက်ကျွင်းသောသူတို့သမီးတို့သည်လာ၍အရှင်အရှင်ကျမတို့အားတကားကိုဖွင့်ပါဟုတောင်းလျှောက်ကြသောအရှင်ကလည်းငါအမှန်ဆိုသည်ကားတင်တို့ကိုငါမသိဟုပြန်ပြောလေ၏ထို့ဖြစ်၍ လူသားသည်ကြွလန်အံသောနေ့အချိန်နာရီကိုတင်တို့သည်မသိသောကြောင့်စောင့်နေကြလော့ဆင်ကျင်ဖို့လိုတယ်နော်နေ့ရဲ့အချိန်နာရီဆိုတဲ့အချက်ကိုသာပါတယ်ငါလာမယ့်နှစ်ကာလရာစုဆိုတာမျိုးသုံးမထတာကိုဂရုပြုဖို့ပြုဖို့လိုလိမ့်မယ်တခင်ခရစ်တော်ရဲ့အရင်းခံသဘောကတော့စောင့်မျှော်တဲ့နေကြလော့ဆိုတဲ့အချက်ပဲဒါကိုယုံကြည်သူတွေခရိယန်အဖွဲ့အစည်းအသင်းတော်တွေအတွက်ကယ်တင်ခြင်းဆိုတာဟာမလွဲဧကန်ရကိုရရမယ်လို့ကျွန်တော်ပြောခဲ့ပြီးပြီအချင်းချုပ်အားဖြင့်ကတော့ ဒုတိယအချိန်ကြွလာတော်မူတဲ့အချိန်အသင်းတော်အတွက်ကစိတ်ပူစရာမရှိဘူး။ကျန်တဲ့ဣသရေလနဲ့ကျန်တဲ့လောကသားတွေဟာခရစ်တော်ကိုစောင့်ဆိုင်းကြရမယ်လို့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်။စောင့်ဆိုင်းရမှာသင်ရှင်းသောဝိညာဉ်တော်ကိုအားကိုးခိုးသွင်းရမယ်။နောက်ထပ်ဆက်ရမှာကတော့ငေသားဥပမာအဖြေရှားဆိုတဲ့အချက်ပါလေ။ဒီဥပမာနဲ့ဟောပြောတာကတော့နောင်လာနောက်သားယုံကြည်သူတပည့်တော်များကိုယေရှုဟောပြောခြင်းဖြစ်ပါလေ။ဟုတ်ပါတယ်။ ျွန်တော်ကတော့ကိုတော်ကိုယုံကြည်ရခြင်းအခွင့်နဲ့ခါဝရအသက်လမ်းပေါ်မှာကယ်တင်ခြင်းအာမခံချက်ကိုရရှိပြီးပြီကျွန်တော်ဒါကိုပြောအချိန်ချင်းပြောခဲ့ပြီးပါပြီဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းဟာအသေးလိုဖြစ်မနေတဲ့ကိုယ့်ဘက်ကတော့တာဝန်နေလဲရှိနေသေးတယ်ဆိုတာကတော့ဒီဥပမာမှာရယူအပ်တဲ့သင်ခန်းစာလို့ဆိုပြရစီအခုနောင်လာနောက်သားယုံကြည်သူများနဲ့ပတ်သက်လို့ခရစ်တော်ဘယ်လိုမှားကြသလဲဒီထဲမှာကျွန်တော်တို့အတွက်လဲဘာသင်ခန်းစာတွေပါသလဲဆိုတာကြည့်ကြစို့ အငယ်16နဲ့15မှာအခုလို တွေ့ရပါတယ်။ဥပမာကလူတဦးသည်အခြားပြည်သို့သွားမည်ဟုအကြံရှိချက်မိမိငယ်သားတို့ကိုခေါ်၍မိမိဥစ္စာများကိုအပ်ပေး၏။သူတို့သည် အသီးအသီးအစွန်းသတ်သည့်ရှိသည့်အတိုင်းတဦး၌အခွင့်50၊တဦး၌အခွင့်20၊တဦး၌အခွင့်30ကိုအပ်ပေးပြီးမှချက်ချင်းသွားလေ၏။ခရစ်တော်ပထမအချိန်လူလောကကိုကြွလာပြီးတဲ့နောက် ကောင်းငင်ဘုံကိုပြန်လည်တက်ကြွသွားခဲ့ပြီ။ဒါပေမဲ့သူ့ရဲ့ကိုယ်စားသင်ရှင်းသောဝိညာဉ်တော်ကိုမြေလောကအတွက်ထားခဲ့တယ်။ ကမာတရားကိုချထားခဲ့တယ်။ကဲတင်ချင်းကျေးဇူးတော်နဲ့သာဝရအသက်လမ်းကိုညွန်ပြချန်လှပ်ထားခဲ့တယ်။ဒါတွေကိုကျွန်တော်တို့ဟာကျေးဇူးလက်လွတ်ခံစားနေကြနေကြလို့တော့မဖြစ်ဘူး။ဘုရားသခင်ကျွန်တော်တို့တဦးစီပေါ်မှာပေးထားတဲ့ခန္ဓာစွန့်အင်စိတ်ဓာတ်စွန့်အင်ဉာဏ်ပညာအတတ်ပညာတွေကိုကောင်းရာကောင်းကျိုးစပွားတိုးဖို့အတွက်သူ့အလိုတော်ရှိတယ်ဆိုတာဟာဒီလမ်းညွန်ထဲမှာထင်ရှားနေပါလေ။အငယ်16နဲ့18အရာအခွင့်90ကိုခံတော်သူသည်ပွားဝင်းကိုပြုသည်ဖြင့် အခြားသောအခွင့်90အမျက်ရလည်။ထိုနည်းတူအခွင့်20ကိုခံသောသူသည်လည်းအခြားသောအခွင့်20ကိုအမျက်ရလည်။ဒီအချက်မှာခရစ်တော်ကျွန်တော်တို့လူသားတဦးချင်းအပေါ်မှာအစွန်းသက်တည်တွေကိုပုံပြီးတော့ပေးထားတယ်။ဒါပေမဲ့အချိုးအစားအမျိုးအစားချင်းကတော့တူချင်မှတူမယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်။ဂျီစုဂျေစုတွေကိုပေးတာကတော့မငင်းနိုင်ဘူး။ဂျီအစွန်းသက်တည်ဓမ္မမှု ပေးရထားတဲ့လောကအရင်ကြီးပဲဆိုဆိုမမှားပါဘူး။ဂျီအရာတွေကိုတိုးတက်ကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်ဆိုတာကို ခရစ်တော်ပေါ်ပြတယ်။တခုတော့ရှိတယ်နော်။အခွင့်50 20 30စသဖြင့်သုံးထားလို့လေနန်ဒါတဲ့ဒါကိုပိုက်ဆံနေကြီးပဲပြောတယ်လို့မမှတ်နဲ့။ခရစ်တော်ကိုယ်တိုင်ဟာအဲ့ထဲမှာတပြားမှမရှိပဲအမှုတော်ဆောင်ွားတဲ့ထုံးကိုနှလုံးမူပြီးတော့သဲကြီးကြိုက်ငွေကိစ္စတခုတည်းကိုဒီနေရာမှာဆွဲပြီးမတွေးနဲ့။ကြဲကြဲပြန့်ပြန့်စဉ်းစားကြမှမြင့်မြင့်မြတ်တရားသဘောကိုတွေ့နိုင်လိမ့်မယ်။ခရစ်တော်ပေးတဲ့ဥပမာဟာတရားပခင်ပေးတော်မူတဲ့ကောင်းကြီးမင်္ဂလာတွေကိုအသုံးပြု ကောင်းရာကောင်းကျိုးကိုဆောင်းကြီးပွားတိုးတက်အောင် လောကဆံရတာဝန်တွေကိုကြည်ပြွန်ကြဖို့ဆိုတာဟာထင်ရှားနေတယ်။လောကနီတိညေလဲကိုက်ညီတယ်လို့ကျွန်တော်တို့ဒီနေရာမှာမြင်ရပါလိမ့်မယ်။အဲအခုငွေ90ခန်းစားရတဲ့လူနဲ့အခွင့်90ခန်းစားရတဲ့လူနဲ့အခွင့်20ခန်းစားရတဲ့ငယ်သားနှစ်ယောက်ကတော့နှစ်ဆတိုးသွားတာကိုတွေ့ရပြီ။အခွင့်30သမားအကြောင်းကိုဆက်ပြီးကြည့်ကြအောင်စို့။သူများနှစ်ဆတိုးနေတဲ့အချိန်မှာအဲ့ဒီပုံကတော့တာဝန်မကြည့်ဘူးတဲ့။အငယ်78 ခွက်30ကိုခံတော်သူမူကကွာ၍မြေတွင်းတူပြီးရင်အရှင်ဤငွေကိုဖွက်ထားလေဤဆိုပြီးတော့ဖြစ်တယ်။စကဲကအသီးသီးအစွန်းသက်သည့်ရှိတဲ့အတိုင်းခရစ်တော်ကပေးတဲ့နေရာမှာသူရတာကတော့အနည်းဆုံးသူများကို90 20ပေးပြီးသူကြမှာအခွက်30ဆိုတော့အနည်းဆုံးပေါ့။နေရတဲ့ကြားထဲမှာသူကဒီအခွက်30ကိုမြေကြီးအောက်မှာတောပြီးဖွက်ထားတယ်တဲ့။သွမ်းမိုးဆိုတဲ့တခြင်းနဲ့ရလို့မိခင်ဆောင်ဖို့တာဝန်ကိုယူပြီးတော့ကင်းလေကလေးပေါ်မှာစောင်းချုံပြီးတက်အိတ်တယ်ဆိုတဲ့လူနဲ့မတူဘူးလား။ ခရစ်တော်ချထားတဲ့တိုးတက်အောင်လုပ်ရမယ်ဆိုတဲ့စီးငင်းကိုသူဖောက်တယ်။သစ္စာမေ့တာနဲ့အတူတူပဲပေါ့။ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး25အငယ်16ကနေ25အထိကိုဆက်ဖတ်ရင်ဇလံကလေးတော်တော်ရှည်သွားမှာဖြစ်ပါတယ်။ကာလကြာမြင့်ပြီးမှထိုငယ်သားတို့၏အရှင်သည်လာ၍သူတို့ကိုစင်ရင်းယူလေ၏။အခွင့်90ကိုခံတော်သူသည်ချင်းကပ်၍အခြားသောအခွင့်90ကိုဆက်လျက်သခင်ကိုယ်တော်သည်အကျွန်ုပ်၌အခွင့်90ကို အပ်ပေးတော်မူ၏။ အခြားသောအခွင့်90ကိုကျွန်ုပ်အမြတ်ရပါပြီဟုပြောလေ၏အရှင်ကလည်းဘာသူတစ္ဆာရှိသောငယ်သားကောင်းသင်သည် အမှုငယ်၌တစ္ဆာစောင့်လေပြီမြားစွာသော အမှုအခွင့်ကိုသင်၌ငါအပ်ပေးပြီသင်ဤသခင်နှင့် အတူစည်းစိမ်ကိုဝင်စားလော့ဟုမိန့်တော်မူ၏ခွင့်20ကိုခံသောသူသည်လည်းချင်းကပ်၍ကိုရောသည်အကျွန်ုပ်၌အခွင့်20ကိုအပ်ပေးတော်မူ၏အခြားသောအခွင့်20ကိုအကျွန်ုပ်အမြတ်ရပါပြီဟုပြောလေသောအရှင်ကဘာသူတစ္ဆာရှိသောငယ်သားကောင်း တင်သည်အမှုငယ်၌တစ္ဆာစောင့်နေပြီများစွာသောအမှုအခွင့်ကိုတင်၌ငါအပ်ပေးမည်သီးသခင်နှင့်အတူ စီးစိမ်ကိုဝင်စားလော့ဟုမိန့်တော်မူ၏အခွက်၁၀ကိုခံတော်သူသည်လည်းချင်းကပ်၍သခင်ကိုတော်သည်ခဲရင်တော်သူဖြစ်သည်နှင့်ကိုမဆိုင်မပြိုးသောအရ၌ရိပ်၍ကိုမဖြန့်မကျဲသောအရ၌စုသိမ့်ဓာတ်တွေကိုကျွန်ုပ်သိ၍ကြောက်သောကြောင့်အခြားသို့သွား၍ကိုတော်၏ငွေအခွက်၁၀ကို မြေ၌ဖွက်ထားပါပြီအခုကိုတော်၏ဥစ္စာရှိပါသည်ဟုပြော၏ အဲ့ဒီပုဂ္ဂိုလ်ကတော့စင်ကြီးကလေးနဲ့လာတာစင်ကြီးတောင်မကသေးဘူးအခုခေတ်စကားအတိုင်းစင်တော့ရိပြီးပြောတယ်ကိုတော်ကွက်ကြတယ်တဲ့ကိုထင်ကကိုစွတ်လုတ်တက်မှန်ပြီးတော့ကျွန်တော်ကလန့်လို့ကိုတော့ငွေကိုမြေအောက်မှာပဲအရှိအရှိတိုင်းမြှုပ်ထားပါတယ်အဲ့ဒါအခုရက်ထိလက်လက်ဆက်ရှိပါသေးရဲ့သခင်ဆိုပြီးပြောတယ်အဲ့ဒီအချိန်မှာသခင်ဆိုတဲ့ခရစ်တော်ဘယ်လိုပြောတယ်လဲဆက်ကြည့်အောင်အငယ်26ကနေ30အထိအရှင်ကလည်းသုံးညစ်ပြည့်ရသောငေသာငါသည်ကိုမဆိုင်မပြိုးသောအရ၌ရိပ်၍ ကိုမဖြန့်မကျဲသောအရ၌စုသိမ့်သည်ကိုသင်သိသည်မှန်လျင်ငါငွေကိုပွဲစားလက်၌အပ်ရမည်။ထို့သောအပ်လျင်ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင်၏။ထို့ကြောင့်အခွက်30ကိုထို့သူ၏လက်မှနှုတ်ကြ။အခွက်တရားရှိသောသူကိုပေးကြ။အကြောင်းမူကားအကျဉ်သူသည်ရရ၏။ထို့သူ၏ကြွယ်ဝပြည့်စုံခြင်းကပေးအောင်မည်။အကျဉ်သူသည်ဆင်းရဲ၏။ထို့သူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်။အသုံးမရသောထုံငယ်သားကို ငိုကြွေးခြင်းအံသွားခဲကြည့်ခြင်းရှိရာပြင်အယမှောက်မိုက်သေးသို့နှင်ထုတ်လိုက်ကြဟုစီရင်တော်မူ၏။ဘလောက်ကြောက်เสียကောင်းတဲ့ဤကုန်းချုပ်လေ။ဒီနေရာမှာဘုရားသခင်ပေးတဲ့သင်ခန်းစာဟာကျွန်တော်စောစောကကြိုတင်ပြောသလိုလေနံသားတဲ့ပိုက်ဆံကိစ္စကိုပြောနေတာမဟုတ်ဘူးနော်။မိမိတို့အရေးချင်းလိုက်ရရှိထားတဲ့ကောင်းကြီးမင်္ဂလာချထားပေးတဲ့တာဝန်တွေကိုပြောတာ။လောကတာဝန်တွေကိုကျေရမယ်ပြစ်မထားရဘူး။အစွန်းတတ်သည့်ရှိရှိသမျှနဲ့တာဝန်ယူထားရတဲ့ အခန်းကဏ္ဍအလိုက်တာဝန်ကိုကြည်ပြွန်ရမယ်အခုတော့တာဝန်ကလည်းမကြည်ဘူးပြီးတော့ညက်ကကကလေးရလည်းလှုပ်သေးတယ်ပြင်းကလည်းပြင်းသေးတယ်အဆိုးဆုံးကတော့သစ္စာဖောက်ခြင်းနဲ့သစ္စာမဲ့ခြင်းနဲ့ဒီနေရာမှာကျွန်တော်တွေးခေါ်မိတာကိုထည့်သွင်းပြောရရင်တော့ဖျားသခင်ပေါ်မှာသစ္စာမရှိခြင်းဟာလीနောက်ဆက်တွဲပြစ်မှုတွေအကုန်လုံးကိုတန်းစီပြီးတော့လိုက်လာစီတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဖျားသခင်ဖန်ဆင်းထားတဲ့လူသားမှာကြီးမားတဲ့တာဝန်ဝတ္တရားကြီးနှစ်ခုရှိနေပါတယ် ဘုရားသခင်ဟာကျွန်တော်တို့ကိုဘာလုပ်စေခြင်းတလဲသူဟာကျွန်တော်ကျမတို့ကိုဘယ်လိုအစွန်းကပ်သည့်အရေးချင်းမျိုးပေးထားတယ်လဲဆိုတာကိုသိဖို့ဟာပထမအချက်နောက်တစ်ချက်ကတော့အဲ့ဒီပေးအပ်ထားတဲ့အစွန်းကပ်သည့်ကိုအဟောတိကံမဖြစ်အောင်တဲတဲ့ရည်သွန်မဖြစ်အောင်သစ္စာစောင့်ထိန်ပြီးတော့သူ့အတွက်ပြန်လဲပေးဆက်ရမယ်ဆိုတဲ့အချက်အချက်နှစ်ချက်ပါပဲတခါတလေမှာစောစောကအခွက်30ပဲရတဲ့လူလူကျွန်တော်တို့မှာကြီးကြီးမားမားခွန်အားနဲ့ပစ္စည်းဥစ္စာအရေးချင်းမျိုးရှိခြင်းမှရှိမယ် ကိုတော့ကမွေးကလေးကမင်းမွေးစေဆိုပြီးတော့အမိန့်ချထားရင်မွေးမှာပဲဘာပဲဖြစ်ဖြစ်စိတ်မပြည့်ရဘူးဘဝအပေါ်မှာအမြင်ကြည်ရင်နေရမယ်ဖះသခင်ပေါ်မှာအမြဲတမ်းကြည်ကြည်လင်လင်စိတ်ထားရှိရမယ်ကိုယ့်ရဲ့ပိုင်ဆိုင်ရာတာဝန်နဲ့ဘဝကလေးအပေါ်မှာကိုပဲစစ်စာနဲ့ယုံကြည်ခြင်းနဲ့ယက်တည်ဖို့ကအဓိကမိရဲ့ငယ်လေသူ့အရွယ်နဲ့အစွယ်နဲ့ခိုးလာမင်းလေသူ့အချင်းနဲ့အစင်းနဲ့ဆိုတဲ့ကြပြားလေးကိုကြားပူကြမှာပေါ့တန်ရတန်ရဘဝမှာဖះသခင်ထားပြီးတယ် သူထားတဲ့အခြေအနေမှာပဲထိုက်တန်စွာအသက်ရှင်နိုင်ကြပါစေ။ဒါဟာလူရဲ့တန်ဖိုးပဲဖြစ်ပါတယ်။လူမျိုးအပေါင်းတို့အားတရားစီရင်ခြင်းဆိုတဲ့ဆက်ရံအပိုင်းကိုပွားကြရအောင်။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး25မှာခရစ်တော်တောက်လျှောက်သွန်သင်လာတာကတော့သူရဲ့ကြွလာတော်မူခြင်းကိုလူသားတွေအသက်ဆောင်ဆိုင်နေဖို့အကြောင်းပဲဖြစ်ပါတယ်။အခုလာမယ့်ကျမ်းငယ်တွေမှာဒီအချက်တွေကိုဆက်ပြီးတွေ့ရမှာပါ။မျက်မှောက်ကပ္ပဏီကုန်းကျုပ်ကာလဖြစ်တဲ့ကပ်ကာလအုံဆုံးချိန်မှာ အမှန်စင်စစ်အဖဖျားသခင်ရဲ့သတင်းစကားကိုလူတိုင်းကြားနာခွင့်ရရှိပြီးဖြစ်ပါလိမ့်မယ်။ကောင်းကင်နိုင်ငံတော်ရဲ့သတင်းဖြစ်တယ်ဆိုတော့ဒါပေမဲ့တချို့လူမျိုးနွယ်တွေဟာဖျားသခင်ရဲ့ကိုယ်စလဲတွေကိုညှင်းပယ်ခြင်းအပြင်ဖျားသခင်ကိုညှင်းပယ်ခဲ့ကြမှာဖြစ်ပါလိမ့်မယ်။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး25အငယ်37မှာတွေ့ရတာကတော့လူသားသည်မိမိဘုံအမှုဘော်ကိုဆောင်ရက်မှန်ရှင်သောကောင်းကင်တမန်များအချံယံတို့နှင့်တကွကြွလာတော်မူသောအခါ ဝမှုရှိသောပလင်တော်ပေါ်မှာထန်၍တဲ့ရှင်မသက်ခရင်ကျမ်းရဲ့တတ္တယမန္တန်ကြီးဖြစ်တဲ့တန်လွင်တောင်ဒေသနာကိုရောက်ခဲ့ပြီအခုတော့တန်လွင်တောင်ဒေသနာရဲ့ပန်းတိုင်ကိုရောက်ပြီလို့ဆိုခြင်းနဲ့ခရစ်တော်ရဲ့ကပ်ကာလအဆုံးမှာကောင်းငင်ဘုံကနေပြီးတော့ရေကြီးပေါ်ကိုကြွလာခြင်းညင်ကွင်းကိုပုံဖော်လိုက်ခြင်းပဲခရစ်တော်သည်မိမိဘုံအာနုဘော်ကိုဆောင်ရက်တန်ရှင်သောကောင်းငင်တမန်များအချံအယံနှင့်တကွကြွလာပြီးဘုံရှိသောပလင်ပေါ်မှာထိုင်နေပါလိမ့်မည်တဲ့ရှင်မသက်ဖို့ထုတ်ပြသလိုတဲ့ သတင်းကောင်းရဲ့အနှစ်သာရဟာအဲ့ဒီအချက်ပါပဲအခုဆက်ပြီးတော့ခေါင်းစဉ်မှာဖော်ပြထားတဲ့အတိုင်းလူမျိုးအပေါင်းတို့အားတရားစီရင်ခြင်းကိုဆက်ပါမယ်မိတ်ဆွေတို့ကမေးလာမယ်လူမျိုးအပေါင်းတို့သို့မဟုတ်တိုင်းနိုင်ငံများသို့မဟုတ် nations လို့ဆိုထားတော့တူးချင်းနဲ့မပတ်သက်ဘူးလားလို့မင်းနိုင်ရဲ့အခြေအအသိရှိပါတယ်တူးချင်းစုပေါင်းမှလူမျိုးဆိုတာဖြစ်တာလေဒါကြောင့်မလို့တူးချင်းလည်းပါဝင်တာပေါ့ဒါပေမဲ့လူမျိုးအပေါင်းတို့ဟာသာဖျားသခင်ကိုတက်ရိုက်တာဝန်ခံရတဲ့သဘောမျိုးကိုဒီမှာဖော်ပြတယ် ဘုရားသခင်ဟာဒီနေရာမှာလူမျိုးစုတွေအလိုက်ကိုပဲတိုက်ရိုက်ဆက်ဆံသွားပါလိမ့်မယ်။အငယ်32 33ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့်သိုးရင်းသည်သိုးနှင့်စိတ်တို့ကိုတခြားစီခွဲထားသကဲ့သို့လူအပေါင်းတို့သည်လူအပေါင်းတို့ကိုအသီးချာခွဲ၍သိုးတို့ကိုလက်ရလက်ရတော်ပဲစိတ်တို့ကိုလက်ဝဲတော်ပဲ၌ဖားတော်မူလတံ။ဒီနေရာမှာယုတ်တဲ့လူကိုဘုရားသခင်ဟာသိုးနဲ့စိတ်လို့ခွဲပြီးထားတယ်ဆိုတာကိုစင်စင်လေးတွေးပြီးတော့ တစ်ဖက်မှာလူကောင်းတစ်ဖက်မှာမကောင်းတဲ့လူကောင်းတာကိုသိုးနဲ့နှိုင်းမကောင်းတာကိုစိတ်နဲ့နှိုင်းတယ်လို့တွေးတတ်ကြတယ်။အမှန်တော့လူတူးချင်းကိုသိုးနဲ့စိတ်ဆိုတဲ့ပုံစံနဲ့ခွဲတာမဟုတ်ပါဘူး။ပေါ်ပြခဲ့တဲ့လူမျိုးအပေါင်းကိုခွဲတာပဲဖြစ်ရမယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့လူကိုစိတ်နဲ့ဘုရားသခင်ဘယ်တော့မှမနှိုင်းခဲ့ပါဘူး။သိုးများလိုပဲသူအစဉ်တစိုက်ပေါ်ပြခဲ့ပါတယ်။ဘုရားသခင်သို့မဟုတ်ခရစ်တော်ဟာကိုရင်းကြီးဖြစ်ပြီးတော့သိုးနဲ့တူတဲ့လူတွေကိုချစ်ခင်စွာစောင့်ထိန်နေတယ်။တခုတော့ရှိတယ် သူစကားကိုနားမထောင်လမ်းမလိုက်နေတဲ့လူတွေကိုတော့ပျောက်သောသူလို့သူခေါ်တယ်။စိတ်လို့မနှိုင်းရှင်ခဲ့ပါဘူး။ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး53အငယ်6အရာငါတို့ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်ကိုလမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ခြောက်ရဖျားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ်၌တင်တော်မူ၏လို့ဆိုထားပါတယ်။တခြားဥပမာတွေလည်းအများကြီးရှိပါသေးတယ်။ဒါကြောင့်မို့အခုလက်ရမှာသိုးလက်ဝဲမှာစိတ်ဆိုပြီးခွဲတာဟာ လူမျိုးအပေါင်းတို့ကိုသာသီးဖန့်ခွဲခြမ်းခြင်းဖြစ်တယ်ဟန်ယူပါတယ်လူမျိုးအပေါင်းကိုအင်္ဂလိပ်ကျမ်းစာက nations လို့ဖော်ပြပြီးတော့အဲ့ဒီ nations ကို greek ဘာသာအရကျတော့ ethnos လို့ခေါ်တဲ့ ethnos သို့မဟုတ်လူမျိုးစုများဆိုပြီးတော့လည်းဖော်ပြထားတဲ့အတွက်ကျွန်တော်အယူဆဟာပိုပြီးခိုင်လုံတယ်လို့ကျွန်တော်ခန့်ယူတယ်ရှမာသဲခရစ်ဝင်ကျမ်းခန်းကြီး25အငယ်34မှ40ထိုအခါလဲရတော့ဘယ်၌ရှိသောသူတို့အားမင်းကြီးက ငါခမည်းတော်ထံကောင်းကြီးမင်္ဂလာခံတော်သူတို့ကဘာဥကပင်သင်တို့အခုပြင်ဆင်သောနိုင်ငံကိုလာ၍အမွေခံကြလော့အကြောင်းမူကားငါသည်မွတ်သိပ်သောအခါသင်တို့သည်ကြွေးကြ၏ငါသည်ရေငတ်သောအခါသင်တို့သည်ကောက်ဖို့ပေးကြ၏ငါသည်ဧည့်သည်ဖြစ်သောအခါသင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏ငါသည်အဝတ်အကြီးစီးရှိသောအခါသင်တို့သည်အဝတ်နှင့်ဖုံးသွမ်းကြ၏ငါသည်အနာရောဂါဆွဲသောအခါသင်တို့သည်ကြီးရှုကြ၏ငါသည်ထောင်ထဲမှနေရသောအခါသင်တို့သည် ငါထံသို့လာကြ၏ဟုမိန့်တော်မူခြင်းချောင်းမတ်သောသူတို့ကတခင်ကိုတော်သည်မွတ်သိတော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြည်၍ကိုတော်ကိုနှုတ်ကြွေးပါသနည်း။ရင်ငတ်တော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြည်၍ကိုတော်ကိုသောက်ဖို့ပေးပါသနည်း။ဧည့်သည်ဖြစ်တော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြည်၍ဧည့်သည်ဝတ်ကိုကိုတော်အားပြုပါသနည်း။အဝတ်အချီးစီးရှိတော်မူသည်ကိုအဘယ်အခါ၌အကျွန်ုပ်တို့သည်မြည်၍ကိုတော်ကိုအဝတ်နှင့်ပုံစံပါသနည်း။ အနာဆွဲတော်မူသည်ကို၎င်းထောင်ထဲမှနေတော်မူသည်ကို၎င်းအဘယ်အခါ၌အကျွန်ုပ်တို့သည်မြင်၍အထံတော်သို့ရောက်ပါသနည်းဟုပြန်၍ရှောက်ကြတော်မင်းကြီးကငါအမှန်ဆိုသည်ကသင်တို့သည်ဤသူကြီးဟုသောငါညီတို့တွင်အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ငါအားပြုကြပြီဟုပြန်၍မိန့်တော်မူတံတနေ့နေ့မှာဂျူးလူမျိုးတသိန်း၄၀၀၄၀၀ဟာအကဘာလုံးကိုဆက်လက်ပြီးတော့ ထာဝရအသက်ပေးစွနိုင်တဲ့ဘုံတကူရှိတော်မူသောဘုရားသခင်အကြောင်းကိုတရားဟောပေးကြမယ်လို့တက္ကလာနဲ့ပတ်သက်ပြီးတော့ဂျာရိတ်ကဆိုထတာကိုတွေ့ရတယ်။ဒီအခါမှာတချို့လူမျိုးတွေကတော့လက်မခံဘူးတဲ့။အန်တီခရစ်ဆိုတဲ့ခရစ်တော်ဆန့်ကျင်ရေးသမားကျတော့စေတမန်တွေကိုဒီဂျူးတွေကိုတောင်းမှပြောနေ။ဒီစေတမန်တွေဂျူးတွေကိုလိုက်ပြီးတော့ရေဘူးရေချမ်းလေးကမ်းလှမ်းတဲ့လူတွေကိုတောင်းမှရဲရဲဆက်ဆက်လိုက်ပြီးဖတ်ဖြတ်တုတ်တင်မယ်လို့ဆိုထတာတွေ့ရတယ်။ ငါညီတို့တွင်အငယ်ဆုံးသောသူတယောက်အားပြုသည်ဖြင့်ငါအားပြုကြသည်ဆိုတဲ့စကားဟာကကလာအချိန်မှာခရစ်တော်အတွက်အမှုတော်ကိုဆောင်ရတဲ့အဲ့ဒီစေတမန်တွေအပေါ်မှာမင်းတို့လက်ခံရင်မခံရင်ဟိုမှာမူတည်တယ်ဆိုပြီးပြောတာ ਨੇ အတူတူပါပဲအငယ်51ကနေ54အထိကြတော့စိတ်အုပ်စုသူ့ကိုလက်မခံတဲ့လူမျိုးတွေအပေါ်မှာချထားတဲ့စီရင်ချက်ပထမစီရင်ချက်နဲ့ပြောင်းပြန်ဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ် ကျမ်းရဲ့ဤကုံရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး25အငယ်45နဲ့46အရာမင်းကြီးကငါအမှန်ဆိုသည်ကသင်တို့သည်ဤသူတို့တွင်အငယ်ဆုံးသောသူပြောက်အာမပြုသမျှတို့ကိုငါအာမပြုကြပြီဟုပြန်၍မိန့်တော်မူတတန်ထိုသူတို့သည်ခါဝရပြစ်ဒဏ်ခံရသို့၎င်းဖြောင့်မတ်သောသူတို့မူကားခါဝရအသက်ရှင်ရသို့၎င်းကြွားရကြလက်တန်းဟုမိန့်တော်မူ၏ဆိုပြီးတော့တွေ့နိုင်ပါတယ်ကျွန်တော်တူးချင်းရဲ့ခံစားချက်အရာ ကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတွေအားလုံးဟာခရစ်တော်အုပ်စိုးမဲ့ကောင်းကင်နိုင်ငံတော်ကိုဝင်ကြရမှာပါခရစ်တော်ကိုယဉ်ထံစွာဆန့်ကျင်တဲ့အန်တီခရစ်လိုမာနဆိုးရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုခရစ်တော်ရဲ့သက်ဆွန့်မြစ်တာနဲ့အနိုင်ယူကြော်လွှားပြီးတော့ကယ်တင်ခြင်းတရားအမှန်ကိုလက်ခံနိုင်ကြမယ်လို့ကျွန်တော်လေးနဲ့ယုံကြည်မိပါကြောင်းတင်ပြရင်းနဲ့ဒီကနေ့ညီကုန်းချုပ်လိုက်ပါရစေနောက်တစ်ချိန်အစီအစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး26အခန်းငယ်1ကနေ အခန်းငယ်30အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်။